ရပ်တချင်းတွေနဲ့ဆယ်နှစ်ကျော်ကြာမနာတမ်းပြန်သန်းနေခဲ့တဲ့မိမရပ်ပါနှစ်ယောက်ရဲ့ပထမဆုံးအယ်ဘမ်ကိုဖြန့်ချီလိုက်ပါပြီ YAK အဖွဲ့ဟာဆိုရင် A အောင်နဲ့သဇင်အောင်တို့နှစ်ယောက်နဲ့ဖွဲ့စည်းထားတဲ့အမျိုးသမီး hip hop အဖွဲ့ဖြစ်ပါတယ် ငွေကြေးအခက်အခဲတွေကြာကနေမဖြစ်ဖြစ်အောင်စ조사ပြီးခွေထုတ်ခဲ့တာဖြစ်ပါတယ်။၁၇နှစ်ကျော်ထိခွေမထွက်နိုင်ခဲ့ပေမဲ့ဇွဲမလျှော့ပဲရပ်တည်ခဲ့တာဖြစ်ပါတယ်။ အမားတို့အနေနဲ့ဒီခွေကိုစီစဉ်မှုအတွက်ကတော့အဓိကတော့ပတ်စံပေါ့နော်အမားတို့ပတ်စံမရှိဘူးအမားတို့ဟိုရှိရဲ့ဟာနဲ့ဟိုရအောင်ပေါ့နော်အမားတို့လှုပ်လိုက်တယ်တိုက်တယ်ကဘယ်လိုပြီးလဲဆိုတော့အမားတို့ခွေစတဲ့တော့စနဲပေါ့နော်စနဲကတို့မင်းတို့ဟိုတဲ့ရေးပေးမယ်တဲ့ဆိုတော့အမားတို့တို့နှစ်ယောက်ပေါင်းပြီးတော့စဉ်းစားစဉ်းစားတော့အမားတို့နှစ်ယောက်ကဒီ hip hop ကိုလှုပ်လာလဲအမားတို့၁၇နှစ်ကျော်လောက်ရှိပြီလေအခုထိအမားတို့ခွေလည်းမထွက်နိုင်ဘူးကွာပြီးတော့ဟိုအမားတို့ဒါမဲ့အမားတို့ဆိုရင်မလျှော့လှုပ်နေရဲဆက်လှုပ်နေဆက်လှုပ်နေဆိုတော့တို့လည်းတည်ရတည်တော့နင်တို့ကပေါ့ နော်လောကဇွဲမလျှော့ပဲနဲ့လုံနေပေါ့နော်ဟစ်ဟော့ကိုယူသွနေရပေါ့အဲသူတို့ကအဲ့လိုမျိုးအဲနင်တို့ rap view ပေါ့နော်အဲအဲ့လိုမျိုးနာမည်ပေးမယ်ဆိုပြီးအမားတို့ YK မိမ rap view တွေပေါ့အဲသူကအဲ့လိုမျိုးစာသားလေးထည့်ရေးတယ်အမားတို့မြောက်လဲအဲ့ဒါကိုကြိုက်လို့ဒီမိမ rap view တွေဆိုရဲဟာပေးလိုက်ပထမဆုံး album ထုတ်နိုင်လို့ရီမန်းချက်ပြည့်သွားပြီလို့ဆိုလာသူကအေးအောင်ပါသူကတော့ underground မှာဆက်ပြီးရှင်သန်နေအောင်မှာပဲလို့ပြောခဲ့ပါတယ် အဲညီမတို့ကတော့အဲ့လိုမျိုးလေအခွေညီမတို့ကလည်းရဲဝါဒနာပါလို့ပေါ့နော်အခွေကိုလည်းညီမတို့ဒါဒီနေ့ကဒါညီမတို့ရဲ့ရီမန်းချက်ကြီးတစ်ခုပြည့်သွားတဲ့ပုံစံမျိုးပဲနှစ်ယောက်လုံးကအရန်ကြိုးစားခဲ့ရလေအဲ့လိုအဆင်မပြေတဲ့ကြားထဲကနေအဲညီမတို့အနေနဲ့တော့ဒီလိုခွေထွက်သွားလို့ညီမတို့က mainstream မှာတက်သွားပြီလို့ဆိုရဲစိတ်တော့မရှိဘူးညီမတို့ underground ပဲဒီလိုပဲကျင်လည်နေဦးမှာဒါပေမဲ့ပြိဿက်လက်ခံနိုင်တဲ့အတိုင်းဒါအထိပေါ့နော်ဝိုင်းကိနှစ်ယောက်လုံးရန်ကြိုးစားထားရပါတယ်တကယ်ကိုအချိန်တွေရောငွေတွေရောပေါ့နော်ဟိုဘယ်လိုပြောမလဲ တကယ်တကယ်ကိုပင်မဆင်းရတဲ့ဈားတွေကနေကိုမရရအောင်ငါတို့ရအောင်လုပ်မယ်ဆိုတော့ဇွဲပေါ့နော်အဲ့ဒီလိုမျိုး ရန်စူးစားထားတဲ့အတွက်ပြိဿကြီးဝေဖန်မှာအဲ YK ကို ပြန်ပြီးတော့ YK ပြိဿရဲ့အားပေးတဲ့အတန်ကိုပြန်ပြီးတော့ကြားကျင်ပါတယ်လို့ဟုတ်ပြင်သစ်ရင်ကျင်းမှုဌာနမှာပြုလုပ်တဲ့ဒီပွဲမှာ YAK အဖွဲ့အပြင် Hip Hop အဆိုရှင်အမြောက်များပါဝင်သီဆိုခဲ့ပါတယ်ဒီအယ်ဘမ်မှာသချင်းစေဖို့ပါဝင်ထားပြီး Jamie Cyclone နတ်ကျော်လမ်ဘာတို့ကလည်း featuring သီဆိုထားပါတယ်။